လူတွေကမဟုတ်ပေနာနာဘဝတွေကိုရှင်ပြုပေးခဲ့တဲ့ဘကိုးကထူဆန်းသောရှင်ပြုပွဲပြည်သက်များလုံးမဲမင်္ဂလာပါရှင်ဘာမစ်စနောင်းကနေပြန်လဲကြိုးစွလိုက်ပါရင်ရှင်ပြုအလူပွဲဆိုတာအလူရှင်အလူမတွေဟာမိမိတို့ရဲ့ယဉ်သိသေးကြအသားလယတနာလေးတွေကိုတရဏဘောင်ကိုသွတ်တင်းရတဲ့အလူမင်္ဂလာပွဲပဲဖြစ်ပါတယ်ဒါပေမဲ့လည်းထူးထူးခြားခြားတရေသစ်စီတွေကိုရှင်ပြုပေးတဲ့ပွဲကတော့ဘကိုးတိုင်းမုံညုံမြို့နယ်ကလက်တံတော်ကျေးရွာမှာဖြစ်ပျက်သွားခဲ့ပါတယ် ဒီလိုမျိုးတရေတစင်နာနာဘဝတွေကိုရှင်ပြုတယ်ဆိုတာမျိုးကတကြိမ်တခါတောင်မှအရင်နှုန်းကမကြဘူးတဲ့ကိစ္စတခုပါ ဒါကြောင့်လည်းအင်တာနက်ပေါ်မှာတော်တော်လေးလူပြောများနေရဖြစ်ပါတယ်။ဒါအပြင်ခုနကပြောခဲ့သလိုပဲဗုဒ္ဓဘာသာအယူအဆရလည်းတရဏဘောင်ကို လူတွေကလွဲပြီးတော့တခြားသောတရေတစီပြိတ္တာမဆိုတာနဲ့မြင့်မြတ်တဲ့ဘုံဘဝကနတ်မြမာရီတောင် ဝင်ခွေမရှိအောင်ကြောင့်တော်တော်လေးကိုဝေဖန်မှုမြင့်တက်ခဲ့ရဖြစ်ပါတယ်။ဘကိုးတိုင်းမုံညုံမြို့နယ်မှာတော့ဒီလိုတကားမှမကြဘူးတဲ့တရေတစီရှင်ပြူပွဲကိုခန္ဓာကြီးကျယ်စွာနဲ့ကျင်းပခဲ့ရဖြစ်ပါတယ်။ဒီလိုကျင်းပရတာကလည်းတရေတစီနာနာဘဝတွေကအိမ်မက်ပေးလို့ဖြစ်ကြောင်းသိရပါတယ်။ အစောပိုင်းမှာတော့မုံညုံမြွနဲ့လက်ပံတော်ကြီးရွာမှာရွာဦးစည်တီထီးတင်ပွဲနဲ့ဖျားပွဲကျင်းပနေရဖြစ်ပါတယ်ဒီလိုချိန်မှာဖျားထီးတော်တင်နဲ့အလွတ်တိုင်ဟိကာမကို ရွာမှာရှိတဲ့တိုက်နဲ့မကျွမလွတ်သေးတဲ့တရေပရိသတ်အနန္တဘဝတွေကသူတို့ဟာကျွလွတ်ချင်တာကြောင့်တရဏဘောင်လေးကိုဝင်လို့ကြောင့် ဒါကြောင့်သူတို့အတွက်ဖျားသီးတော်တင်ပွဲမှာရှင်ပြုအလှပွဲတခါလေးလုပ်ပေးပါလို့တောင်းဆိုခဲ့ပါတယ်။ဒါကြောင့်လည်းလက်ပံတော်ကြီးရွာမှာတရရတဆင်ရှင်ပြုအလှပွဲလုပ်ဖို့အတွက်စီစဉ်ခဲ့ရဖြစ်ပါတယ်။တရရအလှပွဲကတော့တာမန်ရှင်ပြုပွဲအစ်စ်လိုပဲလူတွေကိုကြွေးမွေးလူတန်းတာရေးဆက်ချတရားနာတာစသဖြင့်စုံလင်စွာပြုလုပ်ခဲ့ရဖြစ်ပါတယ်။ဒူးကြတာကတော့မောင်ရင်လောင်းလေးမပါတာပဲ ဖြစ်ပါတယ်။ မောင်ရှင်လောင်းကိုစံချတဲ့အခါမှာတော့ဇနီးမောင်နှံတွေကတကယ်မောင်ရှင်လောင်းလေးတွေစံချသလိုတပတ်ကိုခံပြီးတော့နောက်ထပ်လူတစ်ယောက်ကခေါင်းရိပ်သလိုပုံစံမျိုးနဲ့ဘယ်သူမှမရှိပါနဲ့လေတကယ်လူတစ်ယောက်ရှိနေတဲ့ပုံစံမျိုးနဲ့လုံးပြနေရဖြစ်ပါတယ်။ဒါကလည်းတရင်နာနာဘဝအစ်စ်တွေကစံရှိနေတယ်လို့ယုံကြည်ကြတာကြောင့်ပါမောင်ရှင်လောင်းလေးတွေသင်္ကန်းဝဲချိန်ကတော့ပို့ပြီးတော့ထူးကြပါတယ်။ဘာလို့လဲဆိုတော့အဝတ်ဆိုင်တွေမှာအင်ဂျင်နမူနာဝေဖို့ထားတဲ့ကော်ရုပ်လေးတွေကိုတကူတကလှုပ်ထားတဲ့အယုတ်လေးတွေလားမသေးခွဲတဲ့ကလေးအယုတ်တွေကိုတကယ် ောင်ရှင်လောင်းပုံစံမျိုးသင်ကန်းစီပေးလိုက်ပြီးတော့အနုမောဒနာတရားနာပြီးတော့ရေစက်ချအမြတမ်းပေးဝေလိုက်တာပဲဖြစ်ပါတယ်။ဒီလိုမျိုးဘကိုးတိုင်းမုံညုံမျိုးနယ်ကလက်ပံတော်ကြီးရွာမှာအခုလိုတရားတစ်စီတွေကိုရှင်ပြပွဲကျင်းပခဲ့ရတဲ့ပတ်သက်ပြီးအင်တာနက်ပေါ်မှာဗီဒီယိုဖိုင်တွေပြန့်နှံ့လာတဲ့အခါမှာတော့တော်တော်လေးဝေဖန်ခံနေရပါတယ်။တချို့ကလည်းမြန်မာနိုင်ငံဟာမထော်မနှမ်းတွေပေါက်ခဲ့ရ၄၀တွေကိုဘာသာရေးတာနာရေးတွေမှာလှုပ်တာကြောင့်အခုလည်းထူးထူးခြားခြားတရားတစ်စီရှင်ပြပွဲကိုကျင်းပခဲ့ရဖြစ်ပါတယ်။ဒါကြောင့်တက်သည့်နားလေတဲ့ထေရဝါဒဆရာတော်ကြီးတွေက ဒီလိုအယူလွဲမှာပြီးတော့ဗုဒ္ဓဘာသာနဲ့ဆန့်ကျင်နေတဲ့အလုပ်တွေပွဲတွေကိုတားမြစ်တယ်လို့ပြောကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမုံညုံမျိုးလက်ပံတော်ခြေရွာကတရရတစီရှင်ပြူပွဲကိုယုံကြည်ကြပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။